ဒီကောက်ဗီဒီယိုကတော့ဒါရှင်းဘွားနောက်ဘွားနဲ့ပတ်သက်ပြီးတော့အမိုးပြအချင်ညာနာနဲ့ပါချုပ်ဆရာတော်ကြီးတို့ရဲ့တရားပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ခေါင်းစဉ်တက်ထားတဲ့အတိုင်းပေါ့နော်တရားကလည်းဒါတူညီတယ်လို့ပြောလို့ရတယ်။အဲ့တော့တချို့ကအံ့ဩသွားကြလိမ့်မယ်ပေါ့နော်။ဘာလို့လဲဆိုရင်တော်တော်များများရဲ့အယူဆကဒီမိုးပြဝါဒပေါ့နော်တနည်းအားဖြင့်ဒါပစ္စုပန်ကံမဝါဒကရှင်းဘွားနောက်ဘွားနဲ့ပတ်သက်လို့ရင်သူကမယူဘူးပေါ့နော်။အဲ့လိုမယူတဲ့အတွက်ဒါမိစ္ဆာဒိဋ္ဌိဖြစ်တယ်။အထေရဝါဒကတော့ဒါရှင်းဘွားရဲ့နောက်ဘွားရှိတယ်၊နတ်ပြည်ငယ်ပြည်ရှိတယ်ပေါ့နော်။ အဲ့လိုမျိုးမြင်ထားကြတယ်အဲ့တော့ဒီမာတော့ပေါ့နော်ကုညီတဲ့ယူဆတခုကိုဒီမာတော့နာကြားရလိမ့်မယ်ပြစုံဝံကမ္မဝါရဆရာတော်ရဲ့ဒီဟောကြားချက်ကိုအရင်ဆုံးနားထောင်ကြည့်အောင်ဘုန်းကြီးစီတော့မသွားနဲ့တော့ဒါလို့သူရင်တရားရကြဘယ်သူတည်သွားပါလို့လဲတော့ဘုရားစီသွားလို့အာဘုရားမရှိတော့တာနှစ်2500ညနာတောင်ရှားပါပဲအဲ့ဘယ်နဲ့လောက်သွားမလဲသိတော့သူပြောခဲ့တဲ့ဇကားတွေကြံတဲ့လောက်ကြံတယ်အဲ့ဒီကြံတဲ့ဇကားတွေကိုသွားနာထောင်ဒါသူသွားတာပဲအေးဟုတ် ပြန်တော့လည်းပေါက်ဘေးကုန်းလည်းရောက်ကြတော့ဘေးကုန်းရောက်တော့သာဟုတ်တရားလည်းပေါ်နေပြီကောကိုသူတရားခါဖောက်မလားဒီသူတရားခါဖောက်လားသာဟုတ်တရားလည်းပေါ်တရားပေါ်တော့ကျုပ်ကလည်းဖတ်တော့တာပေါ့ဖတ်တဲ့အခါကျဘာတွေ့လို့ဆိုတော့ဟောဒီအာရယာပြဌာန်ပြဌာန်နဲ့တိုးတော့တာအာရယာတရားပြကရဏပြဌာန်ပါတော့ဆိုတော့ယန္တဘာမာလူကြဘုရားသူ့အမေကမာလူကြဖြစ်လို့လားသူ့ဘေးကမာလူကြဖြစ်လို့လားမသိပါဘူးပုဒ်တာဆိုတာတော့သားပေါ့သူကသူ့နာမည်ကမာလူကြရဲ့သားလို့အဲဒါသူခေါ်ရတဲ့သူပေါ့ အဲမာလူကြရဲ့သားဖြစ်တဲ့ယဟန်ကသူဘုံကြီးလုပ်တယ်ဘုရားကြီးမြတ်စွာဘုရားကိုအခါလျော်စွာပြေးတယ်မြတ်စွာဘုရားတရဝသိသိနောက်ဖြစ်တယ်လို့မြတ်စွာဘုရားယူသလားမယူဘူးကွာမာလူကြနာခေါ်အဟံမာလူကြပါဠိလိုကြီးပြောလိုက်တော့ဒါလို့ဆိုရင်တရဝသိသိနောက်မဖြစ်တော့ဘူးလို့မြတ်စွာဘုရားယူတာလားဘုရားနာခေါ်အဟံမာလူကြမာလူကြရေးအဲ့ဒီလိုလည်းခါမယူဘူးအဲတရားမယူတာပဲပြောပြောနေတာပဲပြောသမှမဟုတ်ဘုရား မာလူကြပြောတော့လည်းပဲတစ်ခါမကနှစ်ခါမကတော့မာလူကြစိတ်ကုန်ပြီးတော့ခဏတော့ဘယ်လိုပြောလဲဆိုတော့အရှင်ဘုရားအဲ့ဒါကြီးပြောရင်ပြောတော့တဲ့မပြောရင်တတိတော်အရှင်ဘုရားတပည့်အဖြစ်ကတောက်ထပ်ပြီးဒီလိုလူထတ်တော်ပါတဲ့ဘုရားကိုအကြက်ကဲဒီဟန်ကတော့အကြက်ကဲတော့ဘုရားကပါပြောလို့ဆိုဘုရားပြင်ကြက်မသွားဘူးသူကအကြက်ကဲရင်ကြက်သွားရပါသေးတယ်ဘုရားကကြက်မသွားဘဲနဲ့မင်းငိုတဲ့ငါဒီကိုတပည့်ခံပြီးတော့ယဟန်ပြုတ်လဲပါကွာ သိပြီးနောက်ဖြစ်တယ်လို့မဖြစ်ဘူးလို့ဆိုတဲ့ပြဿနာတွေကိုငါမင်းကိုပြောရမယ်လို့ဝန်ခံဘူးသလားတဲ့။ဘုရားပြန်မေးတယ်။ဆောင်းဆောင်လေးပြန်ဆိုတော့အဲဒါလို့တော့ဘယ်ဝန်ခံဘူးမှာတော့ပြပေါ့။မာလူကြပြန်ချက်။အေးပေါ့ငါမှမင်းဝန်ခံထားတာမှမဟုတ်ပဲ။မင်းဟာမင်းဝှချင်းလို့ဝတ်တာပဲ။ငါတပဲ့ခံချင်းလို့ခံတာပဲ။မင်းကငါတပဲ့မခံချင်တော့ဘူး။ငါဒီစကားမပြောလို့မဟုတ်လို့ငါတပဲ့အဖြစ်ကနေထွက်တော့မယ်လေ။မင်းသဘောပေါ့လို့ဟောဘုရားပြောပေါ့ပေါ့ဒီကြောက်ချက်။ သူကသူ့ဘုန်းကြီးတပါထွက်သွားမှလည်းသိုးရိမ်နဲ့ပုံမရှိဘူးကြ။သိတဲ့လူကသိုးရိမ်ပါဘူး။တကယ်တော့အဲ့ဒါလဲကျုပ်ဖြစ်ကိုချင်းသာပြီးတော့သဘောပေါက်တယ်ကြ။ကျုပ်တို့ပြသတင်းသုံးပေါ်တွေရှိ။အဲ့ဒီသတင်းသုံးပေါ်တွေရှိနေတယ်။အာသူကနေပြီးတော့ထေရဝါဒဘုန်းကြီးလုံးတော့မလို့လို့ပြော။လုံးပေါ်လို့ကိုလွတ်လပ်တာပဲလို့ကိုကြိုက်တာအတိုင်းလုံးနိုင်တယ်လို့ကျုပ်ကပြောတယ်။ကျုပ်တို့ဓမ္မဝိဟာရီနေတယောက်ရှိတယ်။အဖျိုးသမီးဓမ္မဝိဟာရီပေါ့နော်။ သူလူထွက်တော့မလို့တဲ့ဒါသူလူထွက်တာတော့သူပဲပေါ့လို့သူပဲလောက်မှာပေါ့လို့နောက်တခါတယောက်ကနေပြီးတော့ခင်ဗျားတို့ခေချန်ကတော့ညူလို့ပဲထပါတယ်ချော့လိုက်တာအဲ့ဒီခရချက်မထွက်တော့ဘူးတဲ့မထွက်တော့ဘူးပြောတော့ကျုပ်ကပါပြောဆိုခင်ဗျားထွက်မယ်လို့ပြောကြတဲ့ကမစိတ်ရှိတော့စိတ်မရှိတော့ပဲနဲ့ခင်ဗျားကိုကြီးပဲရှိနေဆိုတော့ကျုပ်ကခင်ဗျားကိုမြင်ရပေမလို့မြင်တော့ဘူးရလို့ ကျုံကအဲ့လိုပြောလိုက်တယ်ဗျာခမရထွက်မယ်လို့စိတ်ရှိပြီးမှကိုကြီးကအကြောင်းအလဲဥစားဒီမှာနေနေရတာဆိုတော့ခမရကိုကျုပ်ကမြင်တော့ဘူးဗျာလို့ပြောလိုက်တာပေါ့နော်သူညဒီနေရာမှာဒါဆင်ညာနာကဟောပါတယ်ဒါဖះကပေါ့နော်အဲ့ဒီဒီရှေ့ဘောနောက်ဘောနဲ့ပတ်သက်တာကိုမဖြေခဲ့ဘူးအဲ့လိုမဖြေတဲ့အတွက်ဒါရဟန်းကလည်းမဖြေလူထွက်မယ်လို့ပြောရအောင်ပါ ထွက်ချင်တော့မှထွက်ပေါ့နော်ဒီလိုကြည့်နေသူတွေရောဘယ်လိုမြင်လဲပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်အမြင်ကတော့ဒါကဖះကဒါသူ့နယ်ပဲမဟုတ်ဘူးပေါ့နော်အဲဒီကိစ္စတွေကဒါငါ့နယ်ပဲမဟုတ်ဘူးငါ့နယ်ပဲရတော့ဒါသစ္စာလေးပါအရိယသစ္စာနယ်ပဲပဲအဲ့တော့ငါ့နယ်ပဲတဲ့ဟာဒီတရားကိုမဲလာမေးရင်မေးပေါ့နော်အဲဆိုလိုတာကဗျာကိုကတင်ချဆရာတယောက်ကမှအဲတမိုင်းနဲ့ပတ်သက်တာသူကမေးသလိုဖြစ်နေတယ်အဲ့တော့သူ့နယ်ပဲမဟုတ်တဲ့အတွက်သူကတော့မဖြေနိုင်ဘူးပေါ့နော် မဖြေနိုင်မှုဆိုတဲ့နေရာမှာလည်းရှိတယ်လို့လည်းမယူဘူးမရှိဘူးလို့လည်းမယူဘူးဒီတော့လည်းဒါဒိဋ္ဌိတွေတတ်မှတ်ထားတယ်ပေါ့နော်အဲရှိတယ်လို့ယူလို့ရင်လည်းဒါတတ်တတ်တာပေါ့နော်မရှိဘူးဆိုရင်လည်းဒါဥစေတာဒိဋ္ဌိအဲ့လိုမျိုးလည်းဒါတတ်မှတ်ထားတယ်ကျုပ်မျက်စိအောင်မှာရှိမယ်ကျုပ်ကမမြင်တော့ဘူးလို့ပြောရတာဆိုတော့သူလည်းပဲစိတ်တော့အတော်ခုံမှာပေါ့နော်အဲမထွက်တော့ဘူးဆိုတဲ့ထက်ရပဲထွက်တော့သွားပါတယ်ထွက်သွားတာကတော့ကျုပ်ကလည်းဒီလိုပြောလိုက်တော့လည်းသူစိတ်ကကိုကြမှာပေါ့နော်ဟုတ်ရုပ်စိတ်မှမရှိတော့ပဲဆိုတော့လည်းရုပ်ကြည့်ကြည့်လည်းလကားပဲပေါ့တာ တော့ဘာလို့ကြားတယ်မင်းလည်းငါကဒီလိုမျိုးလို့ပြောပါမယ်ကွာငါတပည့်ခံပါဘုန်းကြီးလောက်ပါလို့ဒီတော့ကပြောဘူးလို့ပဲဟောဒီလိုတော့မပြောဘူးပေါ့ဗျာဘာလို့ကြားချက်တော့အေးဘောဒါဆိုရင်တော့ဘယ်သဘောဘောမရမယ်တွက်ကျင်တွက်ပွက်ကျင်နေပေါ့အဲဒါပဲမဲ့နော်ငါမင်းပြောလိုက်မယ်ဘင်းတွက်ရင်ဘင်းဒုက္ခရောက်ပါပဲဘာဖြစ်လို့ဘင်းဒုက္ခရောက်မှလဲလို့ဆိုကြည့်ရဥပမာပြောမယ်ကွာတဲ့အစိတ်များအမှန်ခံရတဲ့သူရောက်ဟာအမြန်ဆုံးအဲ့ဒီအစိတ်များကိုနှုတ် နှုတ်ပြီးတကလားအစိတ်ချတဲ့ဈေးကိုအဲ့ဒီမြားပေါက်ထဲမှာမြန်မြန်ချဲ့ဒါမှသင်အသက်ရှင်တိုင်ရင်ရှင်လိုက်လေအခုအစိတ်မြားမှန်ခံရတဲ့သူအစိတ်မြားကိုနှုတ်မလို့သူ့အပေါင်းရောင်းနေရပြောတဲ့အခါကျတော့ငါ့ကိုမြားပြစ်တဲ့သူဟာဘယ်သူလဲလို့မသိမချင်းငါမြားကိုအနှုတ်ခံတယ်ကူငါမြားပြစ်တဲ့သူရဲ့အမျိုးအနွယ်ဟာဘယ်မျိုးအနွယ်ပြစ်တာလို့မသိမချင်းငါမြားကိုအနှုတ်ခံတယ်ကူ ။ตาญาปิดတဲ့သူဟာဘယ်လို၄မျိုးနဲ့ပြစ်တာလို့မသိရမချင်း။ตาญาနှုတ်ခံနိုင်ဘူးလို့ဘင်းလျှောက်ပြတည်းကတော့တဲ့။အဲ့ဒါဘုရားမနှုတ်ခင်ပဲသေသေးသွားမှာပေါ့တဲ့။အဲ့ဒီလိုမျိုးလိုပဲနောက်ဘဝမပြစ်မယ်လို့မပြစ်မယ်လို့မသိရင်ဒီကနေပြီးတကလားဒီဘုရားပြောတဲ့စကားမကျင့်နိုင်ဘူးလို့ဆိုရင်တော့ဘင်းမဲ့ခံရမှာပဲတဲ့ဘယ်သဘောလို့ဟော။ဘုရားကဆုံးကြုံကလေးပြောလိုက်တာ။အဲ့လိုမျိုးလို့တွေ့တဲ့အခါကျတော့အာ တရားသေးပြီးနောက်ဖြစ်တယ်ဆိုတာမယူဘူးတဲ့မဖြစ်ဘူးလို့ဆိုတဲ့နိဗ္ဗာန်ရောက်ရင်မဖြစ်ဘူးလို့ဆိုတဲ့ဟာလည်းပဲမယူဘူးတဲ့တို့အပြင်နိဗ္ဗာန်ရောက်ရင်တော့ဖြစ်တော့ဘူးမရောက်သေးရင်တော့ခါရဲကိုပတ်ချလဲအောင်ကိုတို့လိုက်ဖြစ်တယ်ဥပါတဲ့ဒုက္ခံရထားတာကတော့ဘုရားကဘယ်လိုวะလားတို့ကဘာဝါဒရှိတယ်လို့လဲဘုရားဝါဒရှိတယ်လို့ဗုဒ္ဓဝါဒရှိတယ်ဗုဒ္ဓဝါဒရှိတယ်လို့ဆိုတော့ဗုဒ္ဓရဲ့အရှင်ကြိုက်တို့ယူပါအခုဗုဒ္ဓက သေပြီးနောက်ဖြစ်တယ်လို့မဖြစ်ဘူးလို့ဆိုတာပြီးယူဘူးလို့ဆိုတော့ဟဲတို့ကဘာဖြစ်လို့ကြော်ပြီးယူနေရတာလဲတံဝေကရအဲ့လိုကျုပ်တို့ကတော့အသေးတော်ဥလုံးဖြစ်ကြတာတံဝေကရလို့များအေးသွားတယ်မအောင်မိနဲ့နော်ကဲဘယ်လိုဘုရားမယူငါလည်းမယူကျုပ်တို့ကလည်းပြတ်ပြတ်ပဲကြာဘုရားကမယူတာမှတိတိကျကျမယူတာကိုလည်းပဲမိအောင်ကိုဟာဘာဖြစ်လို့အဲ့လိုတွေမယူတာတော့ဘုရားလို့ပြန်မေးတဲ့အခါကျတော့ဘုရားကပြန်ပြောတယ် အဲ့ဒါဗိဓာဒိဋ္ဌိဖြစ်တယ်ပါတယ်အဲ့ဒါဗိဓာဒိဋ္ဌိလမ်းကြီးတဲ့ဗိဓာဒိဋ္ဌိတော့ကြီးတဲ့အဲ့ဒါရတယ်အာသူဟာတကယ်ကြောက်ကြကောင်းလာကိုပြောတာသူတို့ဘုန်းကြီးတွေရောလူတွေတရားမကြောက်ကြဘူးဒီဗိဓာဒိဋ္ဌိများတော့ကျွတ်ကျွတ်နဲ့အသိဝါစာနေကြတယ်လို့ပဲကျွတ်တို့လူကြီးရလဲတော့ကျွတ်တို့လူတွေသာခင်ဗျားတို့လည်းပါတယ်နော်တကားတကမတို့ဒါတော့အာငါတို့ပြန်ရှားလူတွေပြောတာလို့မမှတ်နဲ့နော်ခင်ဗျားတို့လည်းပဲအမှန်နောက်ဘဝတွေပြည့် မနေ့တော်ဆွဲထုတ်ပြလို့ပဲဒါကြီးကတော့အခက်ရွက်တွေပေါက်ပြီးရှင်းသန်နေလိုက်တာတဲ့ဘုရားတို့ဒီလိုရှင်းသန်နေကြတာပဲအဲ့တော့ဘုရားဒီလိုပြောတာကြားတယ်ယုတ်ကတော့ဟာတို့ဘုရားတကယ်ကိုမอยู่တော့ဘူးတဲ့လားတကယ်ကိုอยู่တော့ဘုရားကမอยู่ပဲနဲ့ဘုရားနောက်ကလိုက်တဲ့သူကဘုရားကြော်ပြီးလဲငါလုကိုက်ကျုပ်ဒါလည်းမอยู่တော့ဘူးဆိုပြီးတော့လှုပ်ရတာမอยู่တော့ဘူးလှုပ်လို့လှုပ်လို့လေးရတယ်မှလားမရဘူးညာ ဖြစ်တယ်လို့ဆိုတဲ့ဟာကိုဖြုတ်မဖြစ်ဘူးထဲမှာရောက်ပါပြီမဖြစ်ဘူးဆိုတဲ့အယူကိုဖြုတ်ဆိုပြီးတော့ဖြုတ်လိုက်တော့ဖြစ်တယ်ဆိုတဲ့ထဲရောက်သွားပြန်ပြီအာဒုက္ခပဲလို့ပုံလေးတော့စိတ်ထဲမြင်မိတယ်လူပြက်တွေပြက်ကြဟာလေညာခြေတော့တစ်ဖက်မဆိုတာလူပြက်တယောက်ကနေခိုက်တဲ့ခါမှာညာခြေတော့ပါတာအဲ့ဒီညာခြေတော့ကိုပြန်ချထားဘယ်ခြေတော့တစ်ဖက်မဆိုဘယ်ခြေတော့တစ်ဖက်ပါအဲ့ဒီဘယ်ခြေတော့ကိုပြန်ချဆိုချတာ ီတော့နှစ်ဘက်လုံးမဆိုတာဟာဘယ်လိုကျောင်းနှစ်ဘက်လုံးမဘလို့ပေါ့ပြောမယ်ဆိုတန်းကိုတွဲတွဲခုပ်ပြီးတော့ပဲထားရမလားပေါ့ကျောင်းနှစ်ဘက်လုံးဘယ်မှနေမှာပြုလို့လည်းပဲသေပြီးတော့ဖြစ်တယ်ရယ်မဖြစ်ဘူးရယ်နှစ်ဘက်လုံးမလို့ဆိုတော့မပါတတ်တော့ဘူးပြုလို့လည်းဒါဘုန်းသူလဲကြတော့မယ်အနေနဲ့ပဲဟာဒုက္ခပဲဒီကျွန်တော် channel အောက်မှာဒီလာမန့်တက်ကြတယ်ဘယ်လိုလဲဆိုတော့ဒီကျွန်တော်တို့ရဲ့မန့်ကိုဒါလေးစားတယ်ပေါ့နော်အဲလေးစားတယ်ပြီးတော့သေချာလေးလည်းဖတ်တယ် အဲသူတို့ကဘလို့မန်းတက်ကြလဲဆိုတော့ဒီဖះကပေါ့နော်ဒီမေးခွန်းတွေကိုမဖြေတာကအကြောင်းရှိတယ်အဲ့ဒါကဘာအကြောင်းလဲဆိုတော့ဒီပုပ်ကိုတတ္တဝါပေါ့နော်တနည်းအားဖြင့်အတ္တပေါ့နော်ဒီရောက်ဟိုးဆွဲကင် ပြီးတော့ဒါမေးလာတဲ့မေးခွန်းတွေဖြစ်တဲ့အတွက်မဖြေဘူးပေါ့နော်ဖြေလိုက်လို့ရင်ဖះကိုယ်တိုင်ကဒီအတ္တတွေတတ္တဝါတွေပုပ်ကိုတွေဒီရောက်ဟိုးဒါလက်ခံလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်အဲအဲ့လိုမျိုးဒါမန်းတက်ကြတယ်အဲ့တော့ကျွန်တော်လည်းဒါပြန်ဆွေးနွေးတယ်ပေါ့နော်ဘလို့ဆွေးနွေးလဲဆိုတော့ အဲကျွန်တော်တို့ဒါဗုဒ္ဓဘာသာဝင်တိုင်းသိတဲ့ဇလံတစ်ခုပေါ့နော်ကောသလမေလာမသိဘူးအဲအဲ့ဘရင်ရဲ့ဒါမိဖုရားဒီမလိကာပေါ့နော်အဲ့မိဖုရားကတေပြီးတော့ခုနှစ်ရက်အတွင်းကိုသူကဒီငရေတွေပါကြရပေါ့နော်ကြရတဲ့အချိန်မှာဒါကောသလမေရဲ့ဖုရားကိုတွားပြီးတော့မေးတယ်မေးတဲ့အချိန်မှာမဖြေသေးဘူးဗျဒီငရေကြရတဲ့အချိန်ဆိုတော့ကြောင့်အဲ့လိုငရေရနေတာလွတ်ပြီဆိုတော့မှဒီလက်ပြေတွေပါရောက်သွားပြီဆိုတော့မှဖုရားကဖြေတယ်ပေါ့နော်အဲ့တော့အဲ့ဒီဇလံလေးကဒီဗောရဘာသာတွေထဲမှာတကယ်ရှိတယ်လူတိုင်းလည်းသိတဲ့ဇလံပဲအ အဲ့တော့ဟုတ်ပြီဒီပုဂ္ဂိုလ်တတ္တဝါအတ္တပေါ့နော်ဒီရာကြောင့်မဖြေဘူးဆိုတဲ့မေးခွန်းကိုတကယ်တော့ဗျာဒီမလိကာဆိုပြီးတော့ဒီနာမည်တက်ပြီးမေးလိုက်တာပြောလို့ရင်ဒီပုဂ္ဂိုလ်တတ္တဝါဆိုတာတက်တောင်မှဘောင်ကပို့ပြီးတော့ကျင်းသွားတယ်ပေါ့နော်ပို့ပြီးတော့မယူသင့်တဲ့အရာဖြစ်သွားတယ်ဟိုဘာလို့လဲဆိုတော့ तू ပြည့်ညက်ဖြစ်နေတယ်ဒီမလိကာဆိုတဲ့ပြည့်ညက်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒါနာမည်တက်ပြီးမေးလိုက်တာကိုဘုရားကဖြေဆိုထားတဲ့ဇလန်းလေးရှိတယ်အတ္တဟိုဒါယူပြီးတော့မေးတဲ့မေးခွန်းဖြစ်လို့မဖြေဘူးဆိုတာနဲ့ကတော့ 三千八骗你的，他把我对面教过。那呢？啊，六月白露面，又来打斗，拄我了没有？问你奶奶叫六月问你奶报。白露面老来打斗了，是吧？白露面老来打斗了，你晓得啦？他家都来来来不听的，就叫对开。白龙岩了，对了去，用过一只钢龙虎。他家白皮皮，就个这叫叫追交给他。哥哥，他家白皮好里怎么玩了？ ဘသူ့ဘက်မပေးတော့ဘုရားပဲပေးတို့တို့ယောက်ျားသားဆိုမိန်းမပေးတယ်လို့ပါသိရတာပေါ့နော်ဖေးဘူးဆိုတာဘုရားပဲပေးအခုဘုရားမသိကြဘုရားဘာယူလဲတောင်မသိဘူးလို့ဆိုတော့အဲမသိတဲ့လူကိုများငါ့ကိုပေးထားတယ်ဆိုတော့ငါအယူလားတို့တို့ကအဲ့လောက်စွဲချက်တင်လိုက်တယ်ဟုတ်ကောငါအယူရဲ့ငါမသိတဲ့လူကိုငါ့ကိုပေးထားတယ်လို့ဆိုတာငါလောက်ပေးစလက်ထားနိုင်တဲ့သူမရှိဘူး ဒါလို့ဆိုရင်တော့ငါ့ကိုပေးထားတာကိုပဲပြန်နှုတ်မလားပြန်နှုတ်ရင်ပြန်ဒါမှမဟုတ်လို့ရှိရင်လဲငါ့ကိုပေးထားတဲ့သူပျောက်နေတာကိုရအောင်ရှာမလားဟာရအောင်ရှာအဲဖျားရှာပုံတော်ဖွင့်ပြောတာဖျားရှာပုံတော်ဖွင့်တဲ့အခါကျတော့ဖျားပါယူတာတော့တရားပါယူတာတော့တရားပါယူတာတော့ဒီမေကွန်းကကြောက်ရဲ့ခေါင်းပေါ်ကတော့ question mark ဖြစ်တယ်အများရန်ပြနေပဲအရာပဲဗျဖျားပါယူတာတော့ဖျားပါယူတာ တကယ်တော့နော်ဒကမတို့ရောတကားတို့ရောနော်ဖះပါယူတယ်လို့မသိတာဟာဖះမသိတာနော်ဖះပါယူတယ်လို့တောင်မသိပါပဲနဲ့ဖះသိတယ်လို့ပြောရင်မှန်မှာမလားဒီလောက်ဆိုရင်ဒါပြစ္ဆုတ်ပံကံမဝါဒရဲ့ရှင်းဘဝနောက်ဘဝနဲ့ပတ်သက်တဲ့ယူဆဘောနော်ဒီလောက်ဆိုဒါရိမ့်မိလောက်ပြီအဲ့တော့နောက်ပိုင်းမှာလည်းဒါပါချုပ်ဆရာတော်ကအခုတရားကိုပဲပြန်ပြီးဟောတာဗျာခုတရားဆိုတာကဒါမလူကျဗုဒ္ဓနဲ့ပတ်သက်တဲ့ဒီမေခွန်းပေါ့နော်ဒီအမေဖြစ် ဒါမင်းရှင်ဇာနာကတော့ဒါအပြာကရဏလို့တုံးွားတယ်သူဆရာတော်ကတော့အပြာကတလို့တုံးွားတယ်နှစ်ခုကတော့ပေါ့နော်ဒါရှင်ဇာနာကတော့ဒါမဖြေတဲ့ဖះမဖြေတဲ့မေဝန်ပေါ့နော်အပါယုတ်ဆရာတော်ကတော့ဖះမပြောတဲ့စကားအဲ့လိုမျိုးဒါတုံးွားတယ်ဆိုတော့ငါရှိမှငါဥစ္စာဆိုတာပြောလို့ရပါဘူးငါဆိုတာမှမရှိရင်ငါဥစ္စာဆိုတာလည်းမရှိဘူးဩဒါတွေနဲ့ပတ်သက်ပြီးတော့အထင်အမြင်မာနတက်ဆရာလည်းမရှိဘူးတဲ့အဲ့ဒါလို့ တဏ္ဍမာနဒိဋ္ဌိတွေကုံသွားလို့ရှိရင်ငါတို့ရဲ့သူ့ရဲ့ဒီတဏ္ဍမာနဒိဋ္ဌိတွေကိုဖယ်ရှားလိုက်နိုင်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်အစွဲလမ်းတွေကျင်းပြီးတော့လုံးဝလွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်ဓာတ်ဖြစ်တယ်လို့ဒါကိုသာငါဟောတယ်လို့မြတ်စွာဘုရားကမိန့်လိုက်တဲ့အခါကျဝိသံကုတ္တရာပြန်မေးပြန်တယ်အရှင်ဘုရားတဲ့အဲ့လိုလွတ်မြောက်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာ သူကပြန်ကင်လာပြန်ပြီတတဝပုဂ္ဂိုလ်ဆိုတာနော်ပုဂ္ဂိုလ်နဲ့ပြန်မေးတာပုဂ္ဂိုလ်ဟာတဲ့ဖြစ်သေးတယ်လားနောက်ဘဝမှာပြန်ဖြစ်တယ်လားသူမေးတာဖြစ်တယ်လားဟာဖြစ်တယ်လို့လည်းမဆိုနိုင်ဘူးဒါဘာပြောတာလဲဆိုရဟန္တာပုဂ္ဂိုလ်ပေါ့ဝိမုဒ္ဒစိတ်ကလွတ်မြောက်သွားတဲ့စိတ်စိတ်ကလေးဟာတဏှာမာနဒိဋ္ဌိတွေအလုံးကနေကိလေသာတွေကနေလွတ်သွားတယ် စွဲလမ်းမရှိလွတ်သွားတဲ့ပုံကိုတရားမှာတဲ့ပြန်မွေးသလားဟာမွေးတယ်လို့ပြောဒါပြင်မမွေးတော့ဘူးမမွေးတော့ဘူးလို့လည်းဆိုလို့မရဘူးဒါပြင်တချို့မွေးတချို့မွေးသိမမွေးတော့ဘူးလားအဲ့ဒါလို့လည်းပြောလို့မရဘူးမမွေးဘူးသို့တော့မမွေးဘူးလည်းမဟုတ်ဘူးလို့ပြောလို့ရလေးချက်သူက4 point of investigation လို့ခေါ်တယ်ချက်လေးချက်နဲ့ပြောတာ ဒါလားကိုဟာလားကိုဟာတချို့ဒါတချို့လားဒါမဟုတ်ဘူးနော်မဟုတ်ဘူးလည်းမဟုတ်ဘူးလားဆိုစကားမျိုးနဲ့ပါလားအဲ့တော့ယန္တပုဂ္ဂိုလ်ကဖြစ်တာလည်းမဟုတ်ဘူးမဖြစ်တာလည်းမဟုတ်ဘူးတချို့ဖြစ်တချို့မဖြစ်ဘူးဆိုတာလည်းမဟုတ်ဘူးလုံးဝမဖြစ်ဘူးလုံးဝမဖြစ်ဘူးမဟုတ်ဘူးဆိုတာလည်းမဟုတ်ဘူးဆိုတော့ဒီလေးချက်ထဲမှာတခုမှမဝင်ဘူးဆိုတော့ဝိသကောတ္တမျက်စိလည်သွားဆိုတော့မြတ်စွာဘုရားကဥပမာလေးနဲ့ရှင်းပြတယ်သူ့ ကဲမင်းရှိမှမိတော့ကလေးတစ်ခုတွေ့တယ်။နော်တေချာအလေးနဲ့စဉ်းစားကြည့်နော်။မိတော့ကလေးတစ်ခုတောင်းနေတယ်ဆိုလို့ရှင်မရှိမှမိတော့ကလေးရှိတယ်လို့မသိနိုင်ဘူး။သတိပါလေ။ဒါဖြင့်အဲ့ဒီမိတော့လေးဟာဘာကြောင့်တောင်းနေတာလဲဆိုတော့သိလားလို့ဆိုသိတယ်။လောင်စာလေးရှိလို့တောင်းနေတာ။ဟုတ်ကဲ့။ထင်းပေါ်ကနေမိတော့ကလေးတောင်းနေရင်ထင်းဆိုတဲ့လောင်စာပေါ့။ အဲ့လိုလောင်စာလေးတစ်ခုပေါ်မှာအမိပြုတ်ပြီးတော့မိတော့ကလေးတောင်းပြီဒါလည်းသိနိုင်တယ်ကဲကောင်းပြီလောင်စာကုံသွားလို့မိတော့ကလေးငြိမ့်သွားအဲ့ဒီငြိမ့်သွားတာရောမသိနိုင်ဘူးလားသိနိုင်တယ်ကဲကောင်းပြီအဲ့လိုငြိမ့်သွားတဲ့မိကလေးဟာအရှိအယက်ထဲရောက်သွားသလားအတောင်ရက်ထဲမှာလားနောက်ရက်ထဲမှာလားမြောက်ရက်ထဲမှာလားဘယ်ရောက်သွားတော့ဆိုဘယ်လိုပြောတော့ ထက်ရောက်သွားသလားအောက်ရောက်သွားသလားဘယ်ရောက်သွားတယ်လို့ပြောလို့ရမရပါဘူးဗျာအေးဝိသဂောတံအရှင်ဘုရားတဲ့ဘယ်ရောက်သွားတယ်လို့ပြောလို့မရဘူးတဲ့လောင်စာသိမ့်တို့မိငိမ့်သွားတာပဲပြောလို့ရပါလိမ့်မယ်တဲ့အေးအဲ့ဒီတိုင်းပဲတဲ့ဝိမု ക്ത စိတ်တဖြစ်သွားတဲ့ယန္တာပုဂ္ဂိုလ်ဟာလောင်စာသိမ့်တို့မိငိမ့်သွားတယ်လို့ငိမ့်သွားတယ်လို့ပဲပြောရမယ်တဲ့ကိုနေရာမှာဖြစ်တယ်ဒီနေရာမှာမဖြစ်ဘူးလို့ပြောလို့မရဘူးတဲ့ဒါပြောတာဟုတ်ကဲ့ အဲ့လိုပြောလိုက်တဲ့အခါကျတော့ဝိသကောတသဘောပေါက်သွားပြီးတော့သူ့ရဲ့အယူဝါဒတွေကိုစွန့်ပြီးတော့သာသနာဝန္တန်ယဟန်ဖြစ်ခုပြောင်းသွားတယ်။အဲ့ဒီနေရာဘုရားဘာသာဝင်ဖြစ်ခံယူတယ်နောက်တော့သာသနာဝန္တန်ယဟန်ဖြစ်ပြောင်းသွားတယ်။ဒါလည်းအဲ့ဒီဝိသသုတ်ဆုံးရှိတယ်ပေါ့နော်။ဒီမိန်းကုံနေနဲ့ပတ်သက်တာ။ဒါရင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကိုလာပြီးတော့အရေးဆိုတဲ့ကိုရတော်ဘာရှိတယ်။သူ့နာမည်ကမာလူကျပုတ်တာ။ မလုကြဆိုတာသူ့ရဲ့မိခင်ကဖခင်ကမလုကြမလုကြရဲ့ตาပေါ်အဖေနာမည်နဲ့နာမည်ပေးတာမလုကြပုဒ္ဒါအဲ့ဒီမလုချက်ပုဒ်တာဆိုတဲ့ယဟန်ကသူကနေ့ခါတယောက်ထဲနေရင်တွေးတယ်လောကကြီးဟာမြဲသလားလောကကြီးဟာမမြဲဘူးလားတတ္တဝါတွေသိပြီးတဲ့နောက်ဖြစ်သေးသလားမဖြစ်ဘူးလားဆိုတဲ့ ဒီအချက်တွေကိုမြတ်စွာဘုရားကတိတိပပမပြောဘူးတဲ့ညနေကျရင်ငါတော့အရေးဆုံးပဲတိတိပပပြောရမယ်မပြောလို့မရဘူးတခုတော့ပြောရမယ်ဟုတ်တော့မလားသူကတစ်ခုတည်းတစ်ခုတော့ပြောရမှာပေါ့ဒီလိုဆိုလို့လားမြဲမြဲတယ်မမြဲမမြဲဘူးတခုတော့ပြောရမယ်သူ့သူ့အယူဆနော်အဲ့တော့သူ့စိတ်ထဲမှာ ငါမြတ်စွာဘုရားစီတော့အရေးဆိုပဲအရှင်ဘုရားဖြည့်ရင်ဖြည့်ဒီမေခွန်းနေမဖြည့်ဘူးဆိုလို့ရှိရင် သူသာသနာပေါ်မှာဆက်မနေတော့ဘူးထွက်မှာပေါ့ဆိုပြီးတော့ညနေကျတော့ဘုရားစီလာအရှင်ဘုရားကမသိရင်မသိဘူးပြောတာကယောသာချောင်းမရရောက်တယ်အရှင်ဘုရားမသိဘဲနဲ့ဟုတ်လားငါမပြောဒါမိစ္ဆာယူတွေပဲနဲ့ဒီလိုတိတ်နေတာတော့မကောင်းဘူးပေါ့ ဟုတ်တယ်မလားလူတွေကတခါတလေမဖြေချင်ရင်တိတ်တဲ့စကားနဲ့ပြောတာလေအဲ့တော့မြတ်စွာဘုရားကလည်းသူကအဲ့လိုယူဆဒီလိုရှောင်းတိတ်တာတော့မကောင်းဘူးတဲ့မသိရင်မသိဘူးလို့ပြောတာဟာယူသားတယ်ပေါ့ဘုရားကသူကအဲ့လိုပြောတယ်မြတ်စွာဘုရားသူ့ဘာပြန်ပြောတော့ဆိုအေးမာလုကျဗုဒ္ဓါတဲ့နေပါအောင်တဲ့မေတ္တာနာဘောင်ဝင်လုံးကငါကဟေးမာလုကျဗုဒ္ဓါလာခဲ့မင်းဘုန်းကြီးကိုနော် ညတော်အကျင့်ကိုလာကျင့်တယ်ဒီမိန်းမတွေဒီအဆိုပြုချက်တွေကိုငါတခုအတိအကျပြောမယ်လို့မင်းကငါအာမခံခဲ့သလားမင်းကရောငါ့ကိုတောင်းဆိုခဲ့သလားတဲ့အရှင်ဘုရားတပည့်တော်သင်္ကန်းဝတ်ပါမယ်ဒီမိန်းမတွေရဲ့အဖြေကိုဖြေမယ်ဆိုရင်တော့ဘုဒီအဆိုပြုချက်တွေကိုတခုခုအရှင်ဘုရားတိတိပပပြောမယ်ဆိုရင်တပည့်တော်သင်္ကန်းဝတ်ပါမယ်လို့မင်းကရောအဲ့ဒါလို့တောင်းဆိုခဲ့တာရှိသလားမရှိပါဘူးခုမှသူကစိတ်ကူးပေါက်တာဟုတ်လား အဲ့ဒီလိုမရှိပဲငါကလည်းမင်းကိုဖိတ်ခေါ်တာလည်းမဟုတ်ဘူးမင်းကလည်းဒီလိုအစိုးပြုပြီးသာသနာပေါင်းဝဲလာတာလည်းမဟုတ်ပဲနဲ့အခုလိုပြောတာကမင်းကဘာမှုဘုသူ့ကိုပြစ်ပယ်ရမှာလဲအတိတ်ပဲမရှိဘူးပေါ့ငါကခေါ်ထားတာလည်းမဟုတ်ပဲနဲ့သွားမယ်တကယ်ကြီးလို့တယ်ငါခေါ်ထားတာမှမဟုတ်တာသွားကြင်သွားလို့ရတာပေါ့ဟုတ်တယ်မလားအဲ့ငါခေါ်ထားတာလည်းမဟုတ်ဘူးမင်းကလည်း ဒီဟာမျိုးတွေလုတ်ပြီးမှသာသနာပေါ်နေမယ်လို့မင်းကပြောထားတာလည်းမဟုတ်ဘူးလေတဦးနဲ့တဦးစကားရှိထားတာမှမဟုတ်ပဲအချောက်ထိုက်ကြီးလာပြောတာဟုတ်အဲ့တော့မြတ်စွာဘုရားမင်းလုတ်တာကမှားနေပြီတဲ့တကယ်ရတော့ဘောနောတာဒီဝါရနှစ်ခုကဒီမင်းခွန်းပေါ်မှာမြင်တဲ့အမြင်ကမြင်တဲ့အမြင်တွေကဒါမတူကြတာလို့ပြောလို့ရတယ်အပိစုံဗံကံမဝါဒကတော့ဘလို့ယူသလဲဆိုရင်ဒါပုံမှန်မေးခွန်းတစ်ခုပဲအဲလူတယောက်ကလူတယောက်ကိုဒါတဲ့နဲ့နဲ့နဲ့ပေါ့ရင်ဘလောက်လဲ ဲတစ်ဖက်လူကဒါ3လို့ဖြင်းဖြင်းမယ်4လို့ဖြင်းဖြင်းမယ်ပုံမှန်ပဲပေါ့နော်ဒီမေခွန်းရှင်ကသူဘာမေးတဲ့အဓိကပဲဒါထေရဝါဒကကြောင့်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီမေခွန်းရဲ့ဒီအတိတ်ပဲပေါ့နော်ဒီအတိတ်ပဲကဒါတတ္တဝါကိုယူရလားပုဂ္ဂိုလ်ကိုယူရလားအဲ့လိုမျိုးယူထားတဲ့အတွက်ဒါမဖြေတာပေါ့နော်အဲ့လိုမျိုးဒါယူဆတယ်ဘလို့ဖြစ်လာလဲဆိုတော့ဒီမေခွန်းကိုဖြေတဲ့ပုံစံတွေကကြတော့ အဲပြည်သူ့မှာကမ္မဝါဒကြတော့အတီယူရဲပေါ့နော်ဘုရားကပေါ့နော်တကယ်မဖြစ်ဘူးဆိုရင်ဒီຢာနဲ့ပတ်သက်ပြီးတကယ်မယူဘူးဆိုရင်ဒီဘုရားရဲ့တပည့်ဖြစ်တဲ့မယူရဘူးပေါ့ဆိုတော့သူကဆက်ပြီးတော့ပြောတယ်အရှင်ဘုရားတဲ့ဒါဖြင့်ဘာဖြစ်လို့ဒီစကားတွေကိုမဖြေတာလဲဒီစကားတွေဆိုဘာဖြစ်လို့မပြောတာဆိုတော့မြတ်စွာဘုရားကအေကဝိသကိုပြောရတယ်လို့ပဲအေးဒီစကားတွေပြောနေလို့ရှိရင် မစ္စင်သာကြည်တဲ့လောကကြီးဟာထာဝရမြဲတယ်ဆိုလို့ရှိရင်မြတ်သောအကျင့်ကျင့်မှုလိုသေးလားမဖြစ်နိုင်တော့ဘူးတဲ့မြဲနေတယ်ဆိုရင်ဘာကျင့်တယ်လို့ကောအေးလောကကြီးကမမြဲဘူးထာဝရပြတ်သွားတယ်ဆိုရင်ရောမြတ်သောအကျင့်ကျင့်မှုလိုသေးလားသူ့ချိန်တန်ပြတ်သွားမှာပဲဘာလို့နေဘောဒီနှခုနဲ့တည်းပဲမြတ်သောအကျင့်ကိုကျင့်ခြင်းတရားအထုတ်ခြင်းကုသိုလ်လုပ်ခြင်းဆိုတာလိုသေးလားမလိုတော့ဘူး သီလသမารိဉာဏ်သိက္ခာသုံးရည်ကျင့်နေစရာလုံမမလိုပဲဟုတ်ရသော်ဗျာတတဝရိယသေပြီးရင်ဖြစ်မယ်သေပြီးရင်မဖြစ်ဘူးဆိုတာဒါ၄ရှိနေလို့ရှိရင်လည်းပဲကြည်ညာတော့ကျင့်ကျင့်စရာလုံမမလိုပဲဟုတ်တန်လျာဝုကလွတ်ဖို့အတွက်ဘာမှမစီဆိုင်တဲ့ဒီအထင်အမြင်တွေအယူဆတွေဘာမှအကျိုးမရှိတဲ့ ကိစ္စဒီစကားတွေနဲ့ပတ်သက်ပြီးဆွေးနွေးပြောဆိုနေစရာအကြောင်းရှိဘူးညဆောင်ပြအဲ့လိုဟောပြီးတော့ငါမပြောတာကိုမင်းမပြောဘူးလို့ပဲမှတ်ပါတဲ့ရှေ့ဆက်ပြစင်းသားပါနဲ့ဒါငါမဟောဘူးဆိုမဟောဘူးလို့ပဲမှတ်ငါဟောတာကိုလည်းဟောတယ်လို့ပဲမှတ်ပါဘုန်းကြီးဥပမာတစ်ခုပြောပြတရားနာပရိသတ်တဲမှာကာမရှိတဲ့သူတယောက် စပါတယ်နော်။မဲအိမ်မှာကားရှိမရှိဘူး။ဒါမရှိဘူးလို့ပြော။အဲ့ဒီမရှိတဲ့ကားဟာဖြူရောင်လားပြရောင်လားလို့မေးလို့ပြော။အဖြေထွက်ပါမလား။မရှိတဲ့ကားကိုဖြူရောင်လားအနဲ့ရောင်လားအနီးရောင်လားပြောလို့ရပါမလား။မရပါဘူး။မရဘူးတဲ့။ကဲအဲ့ဒီကားဟာ မိတ်တင်ဂျပန်လားเนาะမိတ်တင်ဂျာမနီလားဘယ်လိုပြောဘယ်လိုမှပြောလို့မရဘူးမရှိမှမရှိတာเนาะအခုပြောတဲ့ view တွေဟာမရှိတာကိုပြောနေကြတာမြတ်စွာဘုရားကအတ္တဆိုတာကိုလက်ခံတာမဟုတ်ဘူးဒီနေရာမှာလောကဆိုတာသူတို့ယဉ်ညွတ်တာကအတ္တကိုယဉ်ညွတ်တာမြတ်စွာဘုရားကခန္ဓာ၅ပါးကလွဲလို့ဘာမှမရှိဘူးဟုတ်ကဲ့လား တတ္တဝါတွေဆိုတာခန္ဓာ၅ပါးနဲ့ဖွဲ့စည်းထားတာတတ္တဝါတွေရဲ့တဏ္ဏမှာကြည့်လိုက်လေဆိုရင်ဟောရုပ်ခန္ဓာရှိတယ်ရုပ်ရှိတယ်ခံစားမှုဝေဒနာရှိတယ်မှတ်သားမှုတင်ညာရှိတယ်စိတ်ဆောင်မှုဉာဏ်စီမှုတွေးခေါ်မှုသင်္ခါရတွေရှိတယ်အသိစိတ်ဝိညာဉ်ရှိတယ်ဒါလွဲ့လို့တခြားဘာမှမရှိဘူး အတ္တလို့ထင်ခြင်းထင်တယ်ဝေဒနာကိုအတ္တလို့ထင်ခြင်းထင်တယ်သင်ညာသင်္ခါရဝိညာဉ်တို့ကိုအတ္တလို့ထင်ခြင်းထင်တယ်ဒီနှစ်ပုံလုံးကိုနှစ်ချက်ရလို့ရင်ဒါရှင်းရရှင်းညာနာကတော့ဒီမေခွန်းနဲ့ပတ်သက် ပြီးတော့ပေါ့နော်ဒါပုံမှန်မေခွန်းတစ်ခုလိုပဲမြင်တယ်အဲ့လိုပဲဒီဖြေလိုက်တဲ့ဖြေတွေကိုလည်းဒါပုံမှန်ဖြေတစ်ခုလိုပဲမြင်တယ်ပေါ့နော်မြင်လိုက်တဲ့အတွက်လည်းဒါဘုရားကဒီလိုဖြေရဆိုရင်တပည့်တွေကဒီလိုပဲယူရမယ်ရှင်ညာနာကတော့ပြောလို့ရင်တဲယူလိုက်တာပေါ့နော်ဒါထေရဝါဒကတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒါ ဒီမေဝန်ပိုင်ရှင်ကွာဒါအတ္တတဏှာပြန်ဒါပုံကိုကိုဆွဲပြီးတော့ဒီမေးတဲ့အမေးဖြစ်တဲ့အတွက်ဖရာကလည်းပေါ့နော်အတ္တဝါရမဟုတ်တဲ့အတွက်မဖြေတာပေါ့နော်အတ္တလို့ထင်တာကအထင်အမြင်အယူအဆတရားသာဖြစ်တယ်တကယ်ကဝေဒနာဟာဝေဒနာပဲပညာဟာပညာပဲသင်္ခါရဟာသင်္ခါရဝိညာဉ်ဟာဝိညာဉ်ပဲသူ့တဘာဝအတိုင်းသူဖြစ်ပြီးပြည့်ပြတ်သွားတဲ့အခြေကြီးပဲကောဖြစ်ပြီးပြည့်သွားတာဖြစ်တော့ကြောင့် ဒီဝိညာဉ်လေးကနောက်ဘဝကူးတယ်လို့ပြောစရာတော့အကြောင်းရှိရတယ်။မှန်ပါဗျာ။အကြောင်းရှိလို့ထပ်ဖြစ်နေသည့်အတွက်ကြောင့်အကြောင်းရှိရင်ဖြစ်မယ်အကြောင်းမရှိရင်မဖြစ်ဘူး။အဲ့ဒါဆိုတော့ထာဝရပျောက်ကွယ်သွားတာကိုဟုတ်ကဲ့လား။မှန်ပါဗျာ။အဲ့တော့အကြောင်းမဲ့မဖြစ်ခြင်းထာဝရပျောက်ကွယ်သွားတာမဟုတ်ခြင်းဆိုတဲ့ဒီနှစ်ချက်နဲ့ရှိလိုက်တယ်ဆိုရင်တတ္တတာလည်းမဟုတ်ဘူးအုပ်စိတ်တာလည်းမဟုတ်ဘူး။